်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DPP ဥမင်တန်ကြရနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ကိုကန်တက် MNDA နဲ့စစ်ကောင်စီနဲ့ဂျာဆွေးနွေးပွဲပြည်လည်မှုမရခဲ့ဘူးလို့နီးစပ်သူတွေနဲ့လေးလာသူတွေကတုံ့တက်ပြောဆိုပါရယ်။ထောက်အောင်သတင်းပေးပို့ထားပါရခင်ဗျာ။တရုတ်စိုးရရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ကိုကန်တက် MNDA တို့ဂျာတရုတ်နိုင်ငံကူမင်းမြို့မှာမတ်လ22ရက်နေ့ကနေ24ရက်နေ့ထိတွေ့ဆုံခဲ့ကြတာပါ။ တွေ့ဆုံမှုအတွင်း MNDA တင်ပိုက်ထားတဲ့လာရှိုးကိုပြန်ပေးဖို့အတွက်စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ဘူးလို့ကိုကန်တက်တဲ့နီးစပ်သူတို့ကပြောပါတယ်။ကိုကန်တက်တဲ့နီးစပ်သူတို့ပြောပြတာကို DB ကနောက်ခံအတန်းထည့်ဖတ်ထားပါတယ်။တည်ရတဲ့လောက်ကတော့စစ်ကောင်စီဘက်ကလာရှိုးကိုပြန်ပေးဖို့တောင်းဆိုတယ်။ဒီဘက်ကလည်းမပေးနိုင်ဘူးလို့ပြောတယ်။ဒါကအဓိကကိစ္စပဲ။ဒါကြောင့်ဆွေးနွေးပွဲကမပြေလည်ဘူးလို့ပြောလို့ရပါတယ်။လာရှိုးမျိုးကို MNDAA နဲ့ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်26ရက်နေ့မှာအပြစ်သက်သိမ်းပိုက်ထားနိုင်တာဖြစ်ပြီးလက်ရှိအချိန်ထိလည်းထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ရှမ်းမြောက်မှာညီနောင်မမိတ်တွေရဲ့စစ်စင်ရေးအောက်ကောင်လာတဲ့နောက်မှာတော့တရုတ်ရဲ့ဖိအားပေးမှုတွေရှိလာပြီးတွဲဆုံဆွေးနွေးမှုတွေဖြစ်လာတာပါ။ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေအတွင်းစစ်ကောင်စီနဲ့ MNDAA တို့ကြားတိုက်ပွဲတွေရပ်ဖို့သဘောတူညီခဲ့ကြပါတယ်။လက်ရှိမှာတော့တရုတ်ဘက်ကနေဆက်ဂိတ်တချို့ကိုပြန်ဖွင့်နိုင်မှုစီစဉ်နေပြီး MNDA ဘက်ကလက်ခံပေးမယ်စစ်ကောင်စီဘက်ကတော့လာရှုကိုပြန်ရမှဖွင့်မယ်ဆိုတဲ့သဘောထားရှိတာကြောင့်ဆွေးနွေးဘက်ကအစီအမပြေဖြစ်ခဲ့တာလို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလှကျော်စောကပြောပါတယ်။အကျမကြားတာတော့ဒီကူပြဟိုသူတို့အဲ့ဒီငယ်ဆက်ကုန်သွယ်ရေးဒီကူဖွင့်ဖို့တရုတ်ဘက်ကကြိုးစားကုန်ရတယ်။အဲ့ MNDA ရလည်းလက်ခံတယ်ဒါမှမဟုတ်စစ်ကောင်စီကအဲလာရှုပြန်ရမှဆိုပြီးကြိုက်ထားတယ်။ဟိုရေးရေးချင်းကတော့မတူဘူး MNDA က စစ်ကောင်စီရောဟာတိဥကဝင်ပြီးတော့စစ်သက်ပေးပြီးတော့ဆွေးနွေးခိုင်းလို့လာဆွေးနွေးတာလေ MND ကတော့သူရထားပြီးသားနေအောင်တည်ငြိမ်အောင်လုပ်ပါလေတည်ငြိမ်အောင်လုပ်ပါလေဒါအတွက်အသိမှတ်ပြုလို့ကျွန်တော်ကပုံရစစ်ကောင်စီကလည်းဒီဟိုဆွေးနွေးပွဲကိုတက်တာတိဥကဖျားကြောင်မှာတက်တာသူကအချိန်ဆွဲဖို့ပဲလာချွေးရေးအစီအမံပြေတာကြောင့်စစ်ကောင်စီဘက်ကပြန်ပြီးထိုးစစ်ဆင်မလားဆိုရဲဆွေးမှုတွေရှိကြပေမဲ့ လက်ရှိအနေအထားကတော့စစ်ကောင်စီနေနဲ့ပြန်ပြီးတိုက်နှံစောမရှိဘူးလို့လည်းဒေါက်တာလာကျော်စောကပြောပါတယ်။ဆွေးနွေးပွဲကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDA ဘက်ရောဒီဥပကပါတစုံတရာထုတ်ပြောထားတာမရှိသေးပါဘူး။ဆွေနေဝဲအစီအမပြေတာကြောင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြန်ပြီးလှုပ်လာမှာကိုတော့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ကျွန်တော်ထအောင်ပါ။ မွန်ပြည်နယ်ရေမြုံနယ်ရှီရန်တနေရာကစစ်မှုရန်တပ်သားနှုတ်ဦးကပြည်သူ့ကာကွယ်ဒေါနာတပ်ရင်းဖြူဟာ33တပ်ရင်းနယ်မြေအတွင်းကိုလက်နက်ခဲယမ်းနဲ့အတူဗတ်ပြန်းခုလုံလာတယ်လို့ဒေါနာတပ်ရင်းကပြောပါရတယ်။အဲ့ဒီတပ်သားနှုတ်ဦးဟာတနင်္သာရီမြို့ကမ်မလန်ရွာအခြေဆိုင်958တပ်ရင်းကတဆင့်မွန်ပြည်နယ်ရေမြုံရဲ့ရှီရန်တနေရာကိုပို့ဆောင်ခံခဲ့ရပြီးတဲ့နောက်မတ်လ25ရက်နေ့မှာအခုလိုဗတ်ပြန်းခုလုံလာတာဖြစ်တယ်လို့ဒေါနာတပ်ရင်းရဲ့တပ်ရင်းမှုကပြောပါရတယ်။ အခုလောဖပန်းခိုလုံသူတွေဟာစစ်မှုရန်အပတ်စဉ်9နဲ့6တွင်မှာစစ်သားစုဆောင်ခံခဲ့ရသူတွေဖြစ်ပြီးအသေးစိတ်ကိုတော့မင်းမြတ်နေစေပဲလို့ဒေါနာတရင်ရဲ့တရင်မှုက DPP ကိုပြောပါရယ်ဖပန်းခိုလုံလာသူနှုံးနဲ့အတူတနက်နက်လက်ကြီးစံတဲ့နေမိုင်းတွေအပြင်စစ်အုံဆောင်ပစ္စည်းတွေလည်းပါဝင်ကခိုလုံလာသူနှုံးရဲ့ဆန္ဒကတော်လန်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပြီးစစ်ကောင်စီကိုပြန်တိုက်ဖို့ဆန္ဒပြုထားကြတယ်လို့လည်းဒေါနာတရင်ရဲ့တရင်မှုရဲဘော်ရန်နံကပြောပါရယ် အခု2025ခုနှစ်3လအတွင်းမှာပဲစစ်ကောင်စီဘက်ကနေဒေါနာတရင်ကိုဗတ်ပြန်းခုလုံလာသူအယောက်20ထက်မနည်းရှိထားပြီလို့ဒေါနာတရင်ရဲ့အချက်အလက်တွေကသိရပါပါတယ်ခင်ဗျာစကိုင်းတိုင်းတစယ်မြို့နယ်ကချောင်းဆောင်ကျွရနဲ့ဖလန်ချိုင်ကျွရတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီး14နှစ်အရွယ်လူငယ်တယောက်အပါအဝင် ပြည်သူ300ယောက်ကိုတပ်ဖြတ်ပြီးဒေသခံ50ဝန်းကျင်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့တစယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စီကနေသိရပါဗျာ ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကဒဇယ်အမြောက်ချမ်းမှရှိတဲ့ဖလန်ချရွာကအလူတစ်ခုကိုစစ်တပ်ကဝန်ရောက်စီးနင်းပြီးအလူမှာရှိနေတဲ့အသက်14နှစ်အရွယ်လူငယ်တစ်ခုကို PDF လို့ဆွဆွဲပြီးတဲ့နောက်ဓာတ်နဲ့မုံပြီးတပ်ပစ်လိုက်တယ်လို့ဆိုပါရယ်။ဒါအပြင်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကိုလည်းပြစ်တတ်သွားခဲ့တယ်လို့ဒဇယ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ဒုတိယတာဝန်ခံဦးငင်းမောင်ကပြောပါရယ်။ ဒါအပြင်အလူပွဲမှာရောက်ရှိနေတဲ့ပြည်သူအယောက်60ကျော်ကိုလည်းတစားကန်လှုပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးချောင်းဆောင်ရကိုဆက်လက်စီးနှင်းမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်။ချောင်းဆောင်ရထဲမှာလည်းဒေသခံတချို့ကိုတပ်ဖြတ်မှုတွေပြုလုပ်ခဲ့ပြီးတော့ကြီးရွာကိုလည်းမီးရှို့ခဲ့ကာအထူးကြကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ဒဇယ်မြို့နယ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံက DPP ကိုပြောပါရယ်။ ဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာမတ်လ24ရက်နေ့ညနေပိုင်းမှာဖမ်းဆီးထားတဲ့ပြည်သူအယောက်90ကျော်နဲ့တူဒဇယ်မျိုးကိုပြန်လည်ထွက်ခွာသွားခဲ့ပြီးမတ်လ25ရက်နေ့မှာတော့ဖမ်းဆီးသွားတဲ့ပြည်သူအယောက်90ကျော်ကိုဒဇယ်မျိုးကနေကမ်းပတ်လူအခြေဆိုင်6006တင်ကားတပ်ရင်ကိုပို့ဆောင်လိုက်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ယူကရိန်းနိုင်ငံအနီးရှိရုရှားနိုင်ငံတောင်ပိုင်းဘဲဂရော့ဒေသမှာမြေမြုံပိုင်းကြောင့်ရုရှားနိုင်ငံပိုင်းရုတ်တံသတင်းတောက်တိုးသိမ်းဆုံးခဲ့ပြီးကမ္ဘာသမားပြင်းပြင်းထန်ထန်ထန်ရရှိခဲ့ကြောင်းနိုင်ငံပိုင်း Channel 1ရုပ်မြင်သံကြားဌာနမှမတ်လ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။စစ်ပွဲသတင်းတောက်အနာပရကိုဖီဗာနဲ့ကမ္ဘာမန်ဒီမီထရီဗော့ကော့တိုဟာယူကရိန်းစစ်တပ်ကထောင်ထားတဲ့မြေမြုံပိုင်းကိုကျော်ဖြတ်မောင်းနှင်ပြေးခဲ့ကြတယ်လို့ Channel 1ကထုတ်ပြန်ပါတယ်။ ရုပ်သံသတင်းတောက်ရဲ့တိုက်စုံမှုဟာ journalist တွေအတွက်နောက်ထပ်ဆုံးရှုံးမှုတစ်ခုပါလို့ Kremlin ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ Prokofieva ဟာသူ့ရဲ့ professional တာဝန်ကိုထမ်းဆောင်ရင်းတိုက်စုံသွားခဲ့တာပါ။သူတို့မောင်းနှင်လာတဲ့မော်တော်ကားဟာ Kiev အစိုးရရဲ့စစ်သေးကြတွေထားခဲ့တဲ့မိုင်းကြောင့်ပောက်ကွဲသွားခဲ့တာလို့ဆိုပါတယ်။ ရုရှားနိုင်ငံတောင်ပိုင်း Background Data ဟာယူကရိန်းမှ drone တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကိုမကြာခဏကြုံတွေ့နေရပြီးယူကရိန်းနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နောက်ထပ်ရုရှားနယ်မြေဖြစ်တဲ့ Kars Data မှယူကရိန်းတပ်ဖွဲ့တွေဆုတ်ခွာသွားချိန်မှာမြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းအတိမပြည့်နိုင်တဲ့သတင်းတွေထွက်လာပါဗျာ။ အခုသတင်းပတ်အစောပိုင်းကလည်းမော်စကိုထိန်းချုပ်ထားတဲ့ယူကရိန်းအရှေ့ပိုင်းလူဟန်စ်ဒေသမှာတာဝန်ကျနေတဲ့ရုရှားသတင်းတောက်နှုတ်ဦးနဲ့ရင်မောင်းတို့အပါအဝင်လူ6ဦးဟာအမြောက်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ကြောင်းရုရှားအနာပိုင်းနဲ့မီဒီယာတွေကပြောကြားခဲ့ပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ